ခုလေးပဲကျွန်တော်ကိုချမ်းကိုချမ်းရဲ့ဒါ UK match day ကိုကျွန်တော်နားထောင်ပြီးရကိုချမ်းရဲ့ match day ပြာလို့เนาะကျွန်တော်အခုဒီမှာ YouTube မှာထိုင်ကြည့်နေတယ်ဒီမှာကြည့်လိုက်ကျွန်တော် YouTube မှာထိုင်ကြည့်နေကျွန်တော်နားလေလိုက်တာတခုပါဗျာဒီလားကျွန်တော်အများကြီးလေ့လာဖို့လိုနေရပြာလို့နော်ကျွန်တော်ဘောလုံးအကြောင်းတွေပြောမယ်ဘောလုံးအကြောင်းကွန်တက်တွေတင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတက်မကပို့ပြီးတော့ကျွန်တော်လေ့လာဖို့လိုရရဆိုတော့ကျွန်တော်ကိုချမ်းပြောတဲ့ဟာကိုကြည့်ပြီးဟာဒီဘက်ကြီးမိုက်လာပြီလားဒီဘက်ကြီးတော်တော်တိလာပြီလားဆိုရဲဒီ awareness တစ်ခုကိုကျွန်တော်ရသွားတယ်ဗျာ တကယ်ကုချမ်းတော်တော်တော်ပါတယ်ဗျာလို့နော် တကယ်သူဘောလုံးပွဲတွေလည်းစိတ်ဝင်စားတယ်ကောင်းကောင်းလေးလေ့လာထားတယ်ကျွန်တော်အဲ့လိုခံစားချက်မျိုးကုချမ်းပီကိုကြည့်ပြတဲ့အချိန်မှာကျွန်တော်အဲ့လိုခံစားချက်မျိုးရတော့တယ်ကျွန်တော်လည်းဒီလမ်းကြောင်းပေါ်ကိုဆက်လျှောက်မယ်ကွန်တက်တွေဆက်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်လည်းဒီတက်အများကြီးလေ့လာအောင်မယ်ထပ်ပြီးတော့ဘောလုံးပွဲတွေအများကြီးကြည့်အောင်မယ်လို့ကျွန်တော်ကိုကိုကိုဒါသတိပြုမိတယ်ဗျာအဲ့တော့ကျွန်တော်ထပ်လေ့လာမယ်ထပ်ပြီးတော့တခြားဘောလုံးတင်းကြောင်းတွေပါကျွန်တော်ကွန်တက်လုပ်မယ်ဗျာလို့နော်ဘာဖြစ်ဖြစ်ကျွန်တော်ကျွန်တော်တိတာအမှန်တမ်းပြောရရင်ကျွန်တော် Man City အကြောင်းပဲတိတာ မန်စီအကြောင်းဆိုရင်တော့ကျွန်တော်တော်တော်ဆုံးဆုံးလင်းလင်းကိုတည်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်မန်စီအကြောင်းနေပဲလိုက်လိုက်လေ့လာတာဗျာ။ဟို Facebook တို့ဒီ TikTok YouTube ဘယ်ပဲဖြစ်ဖြစ်ဗျာကျွန်တော် post တင်လိုက်မန်စီတင်းဆိုလို့ရှိရင်ကျွန်တော်လက်ကအော်တိုရောက်သွားပြီးရပဲဗျာ။ channel တင်းဆိုရင်ကျွန်တော်ကြော်ကြော်သွားရလို့ဖြစ်နေတာ။အဲ့တော့အဲ့အကျင့်ကိုကျွန်တော်ပြင်ရမယ်။ကျွန်တော်ဒါကုကုကုပေါ့နော် awareness တစ်ခုရတော့တာပေါ့။ကိုချမ်း video ကြည့်ပြီးရဲ့နောက်ပိုင်းမှာတော့ကျွန်တော်ဒီတဲ့ပို့လေ့လာဖို့လိုရည်ရယ်ဆိုတော့ကျွန်တော်ကောင်းကောင်းသဘောပေါက်သွားပြီပေါ့နော်။အဲ့တော့နောက်ထပ်နောက်ထပ်ကျွန်တော် video ကောင်းတဲ့ video တွေနဲ့ကျွန်တော်ထပ်တင်ဖို့စူးစမ်းတော့ပါမယ်ဗျာ။